အဘဒရိုရီမင်္ဂလာပါဒီနေ့မတ်လ10ရက် Federal FM ရဲ့နိုင်စင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ထိုင်းဂရီနီနယ်စပ်မှာ KNWO 30နှစ်ပြည့်အချိန်မှအခမ်းအနားကျင်းပတဲ့တင် ကရင်အမျိုးသားတပ်မတော် KNA ပထမဆုံးအခြေခံစစ်တင်တန်းစီးပွဲနဲ့လက်နက်အနှင်ချင်းအခမ်းအနားကျင်းပတဲ့တင်ဒီမိုးဆူမြို့နယ်မှာ W1 မူရင်စေးပြားလက်ဝဲကန်ဆောင်ထားတဲ့တရားခဏအုပ်ကို KSP ဖမ်းဆီးရမိတဲ့တင်စားတဲ့ Federal FM ရဲ့နိုင်စင်သတင်းတွေကိုကြားရမှာပါ ထိုင်းဂရိနီနစ်ဆမ်မှာဂရိနီမျိုးသမီးစီယုံ KNWO တည်ထောင်ခြင်း30နှစ်ပြည့်နဲ့အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနဲ့အခမ်းအနားကိုဒီကနေ့မတ်လ10ရက်နေ့မှာကျင်းပခဲ့ပါတယ်။အခမ်းအနားကိုဂရိနီမျိုးသားတုတ်သက်ရပ်ပတ်တီ KNPP နဲ့ဂရိနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဥက္ကဋ္ဌခူဦးရဲ့အပါအဝင် အမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ကတာဝန်ရှိသူတွေနဲ့မိဖက်အဖွဲ့အစည်းတတိကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။ KNWO တဖွဲ့ထဲနဲ့ကျမတို့ပေးနိုင်တဲ့ဝန်ဆောင်မှုပုံဆောင်တွေကိုပဲပေးနိုင်ပေမယ့်ဆုံးဖြတ်ချက်ချနိုင်တဲ့အဖွဲ့အစည်းတွေရဲ့ပူးပေါင်းပါဝင်မှုအကောင်းရင်တော့ကျမတို့ပေးချင်တဲ့ဝန်ဆောင်မှုတွေကိုအန်တရယ်ကိန်းကိန်းနဲ့ပေးနိုင်မယ်လို့ Grainy အမျိုးသမီးစီယုံရဲ့လက်ရှိအခွင့်အရေးဖြစ်တဲ့ More Premier ကအမစကားမှာထပ်တွင်ပြောကြားခဲ့ပါတယ် Grainy အမျိုးသမီးစီယုံကိုအမျိုးသမီးများကလေးသူငယ်များဘဝတိုးတက်မြင့်မားရေးအတွက်ရည်ရွယ်ပြီး1993ခုနှစ်မတ်လ10ရက်နေ့က Grainy ဒုက္ခတက်စကန်အမတ်နေ့ မယ်စရင်မှဖွဲ့စည်းခဲ့ပြီးဒီနေ့2025ခုနှစ်မတ်လ10ရက်နေ့မှာတော့30နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ကယန်းဒေသတနေရာမှာကယန်းမြို့သားတပ်မတော် KNA အနေနဲ့ပထမဆုံးအခြေခံစစ်တေသစီပွဲနဲ့လက်နက်အနှင်ချင်းအခမ်းအနားကိုဒီနေ့မှကျင်းပခဲ့တယ်လို့ကယန်းမြို့သားတပ်မတော် KNA ရဲ့ပြန်ကြားရေးနဲ့ပြောရေးစီခွင့်ရှိသူခုံးဆောင်သူက Federal FN ကိုပြောပါရတယ်။အဆိုပါတင်နာမှာတင်နာသားဦးရေ300နီးပါးတက်ရောက်ပြီး အများအားဖြင့်တရင်အတတိကအသိဝင်လာတဲ့လူငယ်တွေဖြစ်တယ်လို့သိရပါဗျ။ကယံမြူတာတမတော်ကိုပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့2024ခုနှစ်မှာတရင်ရှိရင်နဲ့ဖွဲ့စည်းခဲ့ပြီးပထမဆုံးဒီနေ့ March လ9ရက်နေ့မှာကျင်းပတဲ့အပတ်စဉ်တည်တံစင်ပွဲနဲ့တူနောက်ထပ်တရင်တစ်ခုကိုထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့သိရပါဗျ။ ဂရီနီပြည်ဒီမိုဆူမြို့နယ်အတွင်းမှာတဝိုင်းဘလူးမှုရစ်ဆေးပြားတထောင်ကျော်လက်ဝဲကင်ဆောင်ထားတဲ့တရားခဏအုပ်ကို KSP အမှတ်30ရက်စခန်းကဖမ်းဆီးရမိခဲ့တယ်လို့ဂရီနီပြည်ရဲဌာန KSP ကတတိယနဲ့ပြန်ကြေးတောင်းခံဘူပိုက Federal FN ကိုပြောပါတယ်ပြီးခဲ့တဲ့ March 9ရက်နေ့ကဒီမိုဆူမြို့နယ်အတွင်းကျေးရွာတနေရာမှာ KSP အမှတ်30ရဲစခန်းကအဖွဲ့ဝင်တွေနဲ့ KNDF တို့ပူးပေါင်းပြီးမှုရေးစေဝါတုံးဆွဲသူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ဖန်စီရမိတူနှစ်ဦးဟာအသက်44နှစ်အရွယ်အမျိုးသားသူနဲ့အသက်46နှစ်အရွယ်အမျိုးသားသူဖြစ်ပြီးဒီမိုဆိုမြို့နယ်ကဒီသက်ခံရဖြစ်ကြတယ်လို့သိရပါဗျ။ဖန်စီရမိတူတွေထံကနေ .22 လက်လုပ်ပစ္စည်းတို့လည်းကြီးစံမြန်မာငွေ28သိန်းဝန်းကျင် မူရီစေဝါ W1 စိတ်ကြွ YouTube စစ်စုပေါင်း1200ကျော်နဲ့ဖုန်းဆိုင်ကယ်တို့ကိုတင်းစီရမိခဲ့တယ်လို့သိရပါတယ် Greeny B ရဲ့ဌာန KSP နေနဲ့2021ခုနှစ် Greeny B ရဲ့ဌာန KSP နေနဲ့2021ခုနှစ်အကူလ25ရက်နေ့ကနေ2021ခုနှစ်အကူလ25ရက်နေ့ထိ၃နှစ်တာအတွင်း WY စိတ်ကြွ YouTube ပြ8000ကျော်တင်းစီရရှိမိပြီးမူရီစေဝါနဲ့ပတ်သက်တဲ့အမှု38မှုကိုကင်တွယ်ဖြစ်ရှင်းနိုင်ခဲ့တယ်လို့သိရပါဗျ။ ဒီနေ့ March 10ရက် Federal FM ရဲ့နိုင်စင်သတင်းတွေကိုကြားခဲ့ရတာပါကျမငင်းငယ်ပါရှင်